မင်္ဂလာပါဒီချက်ဒီနေ့သင်မဲ့သင်ခန်းစာကတော့ chapter 6 vibration of strings resonant and vibration of air column ကျိုးတွေရဲ့တုံခါခြင်း၊ဝင်ကြခြင်းတွေ၊ဟိန်းခြင်းတွေ၊လေတိုင်းတွေရဲ့ဟိန်းခြင်းတွေအဲ့ဒီအကြောင်းကိုတန်နဲ့ပတ်သက်ပြီးတော့ဆွေးနွေးသွားမှာပဲဖြစ်ပါတယ်။အဓိကကတော့အတန်ဖြစ်ပေါ်ပုံအကြောင်းကိုဆွေးနွေးတာဖြစ်ပါတယ်။ jiang vibrating string chore ye dong kha chin in most of musical instruments, for example violin mandolin etc the strum string at as a solo when the strum string are plucked the stationary wave are produced they have certain specific frequency to understand why only certain frequency can occur consider the string of land rigidly fixed at both ends when the string is plucked the stationary wave with note at the fixed ends are formed the wave that are formed on the string are called harmonic ကျိုးတဲ့ဒုရီယာအများစုမှာဆိုရင်စက်နိုင်တဲ့ကျိုးတွေဟာအတန်ထွက်ပေါ်ရတဲ့ရတဲ့ပင်ရင်းတွေပဲဖြစ်တယ်ရင်းမြစ်တွေပဲဖြစ်ပါတယ်အော် strand string တွေကို plugin ပေါ့တိခတ်လိုက်လို့ရှိရင်တန်လိုင်းတွေဖြစ်ပေါ်လာတယ် stationary wave တွေဖြစ်ပေါ်လာတယ်သူတို့မှာတိကျသေးကြတဲ့ချိန်နှုန်းတွေလည်းရှိတယ်အစွန်းနှစ်ဖက်ကိုတင်းနေအောင်ခြီးထားတဲ့ကြိုးရဲ့အလျားကိုလိုက်ပြီးတော့ချိန်နှုန်းတွေအမျိုးမျိုးတွေ့နိုင်တယ်အဲ့ဒါကိုလည်းနားလည်ထားရမှာပဲဖြစ်ပါတယ်ကကြိုးအလျားတိုလေချိန်နှုန်းများလေကပြောရမယ်ဆိုရင်တော့ frequency is inversely proportional to the string of length လို့ဆိုလိုခြင်းပဲဖြစ်ပါတယ် the first four harmonic of a vibrating string တုံခါနေတဲ့ကြိုးရဲ့ first harmonic လေးမျိုးပေါ့ပထမဆုံးထွက်ပေါ်လာတဲ့ harmonic လေးခုကိုပုံနဲ့ရှင်းပြမှာပဲဖြစ်ပါတယ်အစွန်းနှစ်ဖက်ကိုတင်းနေအောင်ခြီးထားတဲ့ကြိုးတွေကိုတိခတ်တဲ့အခါမှာတန်လိုင်းတွေဖြစ်ပေါ်လာတယ်အဲ့ဒါကိုသူက harmonic လို့ခေါ်တယ်ပထမ harmonic လေးခုကိုတော့ဒီမှာ ပုံမှာပြထားတဲ့အတိုင်းဒီမှာဆက်ပြီးတော့လေ့လာကြည့်အောင်เนาะဒီပုံလေးခုမှာဆိုရင်ပထမအဆုံးဒီပုံလေးကိုလေ့ကျင့်တဲ့အခါမှာ harmonic or vibrating string ဆိုတာဆောင်းမွေးမေးခွန်းမှာလည်းမေးပါတယ်ပုံဆွဲခိုင်းတာတွေလည်းမေးတတ်ပါတယ်အဲ့လိုမေးတဲ့အခါမှာတချို့ကတော့အမှန်နီးပုံဆွဲတာလည်းလှအောင်လို့အမှန်နီးတစ်ခုပြောပါမယ်ဒီ symmetric ဖြစ်အောင်လို့ခဲပပလေးချပြီးတော့ line တစ်ခုတတ်မှတ်မယ်ဥပမာဒီလိုဘေးက boundary လေးကိုလည်း ာ1 cm လောက်သတ်မှတ်လိုက်မယ်ဒါမှမဟုတ်လို့ရှင်ဒီ boundary ကိုလည်း2 cm သတ်မှတ်မယ်ဆိုရင်တဝက်ပေါ့1 cm အမှတ်မှာအလယ်မှတ်မှတ်လိုက်မယ်မှတ်ပြီးတော့ boundary ပပားလေးခဲချလိုက်မယ်လှိုင်းလေးတွေညီအောင်ဆွဲမယ်ဆိုရင်ကျတော့ဒီဘောက်ခတ်ထားတဲ့ဘက်ကို6 cm ထားလိုက်မယ်ဆိုပါစို့ဒါဆိုရင်ဒီအလျားကြီးတစ်ခုလုံးကလန့်တစ်ခုလုံးက6 cm ဆိုရင် second harmonic လို့ဂွင်းနှကွင်းပေါ်တဲ့အခါမှာအဲ့မှာဒီအမှတ်မှာ ဒီမှာဒီဘက်မှာ3 cm ဒီဘက်မှာ3 cm နောက်တစ်ခါ2 cm 2 cm ဒါပုံစွဲနည်းကိုဒီချက်ထည့်ပြောနေတာဖြစ်ပါတယ်เนาะဒါဆိုရင်ဒါ1.5 cm 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 ဒါမှလည်းကိုယ်ပုံက symmetric ဖြစ်ဖြစ်နေလှပုံလေးလှသွားမှာဖြစ်ပါတယ်เนาะအဲ့တော့ဒီမှာဆိုရင်ကျတော့ lambda equal to 2l l equal to lambda by 2 lambda equal to 2n နဲ့ first harmonic first harmonic ဆိုရင်ကျတော့အခြေခံအတန် fundamental လို့ခေါ်ပါတယ်။နောက် second harmonic ဆိုရင်တော့ first over tone လို့ခေါ်တယ်။ဒါဆိုရင်ကျတော့ fundamental over tone over tone မထည့်တော့တာပေါ့နော်။ fundamental အခြေခံအတန် second harmonic ဆိုရင်တော့ first over tone third harmonic ဆိုရင်တော့ second over tone fourth harmonic ဆိုရင်တော့ third over tone အဲ့ဒီမှာကျတော့ lambda n equal to 2 l by n ဆိုတဲ့ general formula နဲ့ n အဲ့လိုမှတ်လို့ရပါတယ် n equal to 1 2 3 etc positive integer နဲ့သွားပါမယ် harmonic number တွေပေါ့เนาะအဲ့တော့ဒီမှာဆိုရင် lambda n ဆိုရင် n တစ်ပတ် first harmonic ဆိုတာနဲ့ n 1ပါ second harmonic ဆိုတာနဲ့ n 2ပါ third harmonic ဆိုတာနဲ့ n equal to 3 fourth harmonic ဆိုတာနဲ့ n equal to 4ပါအဲ့တော့ဒီ lambda n equal to 2l by n မှာအစားသွင်းသွားရင်ရပါတယ်အဲ့တော့ဒီမှာ n number 1ဖြစ်တဲ့အတွက်အခြေတို့ကအောက်က1ကိုမထည့်တော့တာပါဒါလေးက1မှာ n number 1ပေါ့နော် lambda n မှာ second harmonic ဆိုရင် n number 2ဒီက n number ဆိုတော့ lambda 2 2l lambda 3 2l/3 lambda 4 2l ဆိုပြီးတော့ဆက်ပြီးတော့သတ်မှတ်လို့ရပါတယ် the wavelength in figure can be labeled with the subscript n wavelength ရဲ့ label လေးကိုတချို့ခုနပြခဲ့သလိုပဲ subscript n လေးနဲ့ပေါ်ပြတယ်လို့ပြောပြထားခြင်းပဲဖြစ်ပါတယ် n number ကတော့ positive integer ရှေ့မှာလည်းတချို့ရေးခဲ့ပြီးသားပါ lambda 1 lambda n equal 2l/n and, and n ရဲ့တန်ဖိုးတွေက1 2 3 et cetera စသဖြင့်ပေါ့နော်ဒီမှာ frequency အတွက်တက်မယ်ဆိုရင်ဒီချက်တော့က v equal to f lambda wave equation က grade 10မှာတည်းကသိခဲ့ပြီးသားပါ v equal to f lambda v ကတော့ velocity of wave in stream stream မှာဖြစ်ပေါ်တဲ့အတန်လိုင်းရဲ့လိုင်းရဲ့ velocity အလျင်ပဲဖြစ်ပါတယ်အဲ့တော့ frequency ကိုပြန်လုပ်မယ်ဆိုရင် free fn equal to nv by 2n နဲ့ frequency တန်ဖိုးတွေကိုဆက်ပြီးတော့ဖြည့်ရှင်းလို့ရပါတယ်ဆက်တွက်လို့လည်းရပါတယ်တချက်ဒီလို tick လုပ်ထားတဲ့ဟာလေးတွေကိုမင်းတို့ note တက်လုပ်ထားစေချင်ပါတယ် v equal to f lambda လည်း note တက်လုပ်ထားဖို့လိုပါတယ်เนาะအဲ့တော့ vibrating stream မှာ n number တွေက1 2 3ဖြစ်ကြောင်းလည်းသိရပါမယ် vibration of string in one single segment is called fundamental of first harmonic ကျိုးရဲ့တုံခါမှုမှာအပိုင်းတစ်ပိုင်းနဲ့ပဲအကွင်းတစ်ကွင်းနဲ့ပဲဒီချေရှေ့ရပုံမှာ ပြခဲ့ပါတယ်အကွင်းတစ်ကွင်းနဲ့ပဲဖြစ်နေမယ်ဆိုရင်ဒါကို fundamental of first harmonic အခြေခံအတန်းလို့ခေါ်ပါတယ်အခြေခံအတန်းထက်မြင့်လာရရောတော့ကျေတို့ကအဲဒီ harmonic အခြေခံအတန်းနဲ့မြင့်တဲ့ harmonic series ကိုတော့ overtone လို့သတ်မှတ်မှာပဲဖြစ်ပါတယ်အဲ musical tone which is part of the harmonic series above a fundamental note is called and overtone အခြေခံအတန်တဲ့မြင့်တဲ့ harmonic series ရဲ့အပိုင်းတစ်ခုဖြစ်တဲ့ဂီတတန်တွေကိုတော့အထက်တန် overtone လို့ခေါ်ပါတယ် the velocity of wave in a vibrating string depends on tension of string and mass per unit length of string as follow တုံခါနေတဲ့ကြိုးရဲ့ ်လိုင်းရဲ့အတန်လိုင်းရဲ့အလျင်ဟာဘယ်ပေါ်မှာမိကိုလဲဆိုရင်တန်ရှင်နဲ့ mass ပါ unit လက်အဲ့ဒီကျိုးရဲ့ mass ပါ unit လက်ပေါ်မှာမိကိုပါတယ် TR tension order string mu micro mu r micro လို့ပုံစံမျိုးလေးပေါ့ mu လို့ခေါ်ပါတယ် mass ပါ unit လက် order string မှာအဲ့တော့ဆိုလိုတာကတော့ v varies square root of d v vary 1 by square root of mu mass per unit length နဲ့ဆိုရင် mass per unit length ရဲ့ square root တန်ဖိုးဟာဒီ velocity နဲ့ပြောင်းပြန်အချိုးကျပြီးတော့ကျိုးရဲ့တန်ရှင်တင်းအားဟာ velocity နဲ့ဓာတ်ရိုက် အချိုးကျပါတယ်။သူ့မှာတော့တင်းအားတွေမှာလည်းဒါ square root ချတဲ့တန်ဖိုးပေါ့နော်။အဲ့ဒါထည့်ပြောရပါမယ်။အဲ့ဒါထပ်မှတ်ရပါမယ်နော်။အဲ့တော့ the frequency of the vibrating string can also be written as the terms of t n mu တက်ကြည့်ရအောင်။ အဲ့ဒါဆိုရင်ဒီချက်တို့ကခုန formula မှတ်ထားတဲ့ f and equal to nv by 2l မှာ v tan ဘိုးကို v equal to square root of t by mu ကို အစားသွင်းလိုက်တဲ့အခါမှာ f and equal to n by 2l square root of t by mu အဲ့တော့ပဲဒီ general formula ကိုဒီ general formula သိနေပြီဒီ v ရဲ့တန်ဖိုးကိုသိနေပြီဆိုတာ ਨੇ ဒီ formula မှာအစားသွင်းလို့ရပါတယ် အလွတ်ဘိုင်းဟက်တက်ဆရာမလို့ဘူးတဆင်ပြီးတဆင်အစားသွင်းတဲ့ပုံစံနဲ့နှုတ်တက်လုပ်လို့ရပါတယ်မှတ်လို့ရပါတယ်เนาะအဲ့တော့ first harmonic ဆိုရင် n number 1အဲ့ဒီမှာ frequency ရဲ့ formula က 1/2l square root of d by mu f2 ဆိုရင်တော့ 2/2l square root of d by mu အဲ့တော့ကျေတို့ကဘာအောင်မှတ်လို့ရလဲဆိုရင်ဒီမှာ 1/2l square root of d by mu ဟာ f1 လို့ရှေ့မှာတည်ပြီးပါပြီ အဲ့ဒါဆိုရင် scan hormone vibrating stream မှာပေါ်တဲ့ scan hormone frequency တန်ဖိုးက F2 ရ 2F1 မှာ F3 ရလဲ 3F1 မှာဒီမှာလဲဒါ F1 မှာပဲဒီရှေ့မှာ F1 အဖြစ်တည်ခဲ့ပြီးသားပါအဲ့ဒါကိုလုတ်တက်လုတ်စီကြမှာလဲเนาะနောက်တစ်ခုဆက်ကြည့်အောင် mass per unit length of string the ratio of mass to length of the string အဲ့တော့ mass per unit length ဟာ မျိုး equal MIL mass per unit length လို့ပြောတဲ့အတွက် mass က rho density ရဲ့ formula တကယ်တို့ရှေ့မှာသိခဲ့ပြီးသားပါ MI volume mass per unit volume rho equal to MIV ဒါကြောင့်မလို့ mass က rho v ဖြစ်ပါတယ် rho v ဖြစ်တဲ့အတွက် rho ကတော့ rho ပဲ v က area အမြောက် land ဖြစ်ပါတယ် area မြောက် h ဒါမှမဟုတ် area မြောက် land ကဒါ volume ရဲ့တန်ဖိုးပါဘာကြောင့်လဲဆိုရင် v equal to al ဒါကြောင့်မလို့ mass ဟာ rho al ဖြစ်တယ်လို့ပြောခြင်းပဲဖြစ်ပါတယ်ဒါမှ mass ရဲ့ rho al ကိုအစားသွင်းလိုက်လို့ရှိရင် mass per unit land ရဲ့တန်ဖိုးဟာ formula ဟာ mu equal to rho a နဲ့အစားသွင်းလို့ရပါတယ်ဒီ l တွေခြေသွားတယ်ပေါ့နော်ဒါ formula ဖြစ်ပေါ်ပုံအစင်းစင်းကိုပြောခြင်းပဲဖြစ်ပါတယ် အလွတ်ချက်ဆရာမလိုပါဘူးအစားသွင်းကြည့်လိုက်တာနဲ့ကိုရှေ့ရနားလဲထားတာတွေနဲ့အစားသွင်းလိုက်မယ်ဆိုရင်ဒီဖော်မူလာဘယ်လိုရလာလဲဆိုတာကိုနားလဲမှာပဲဖြစ်ပါတယ်เนาะ A ကတော့ uniform cross sectional area of the string နောက်တစ်ခုက density of the material of the string နောက် volume of the string m equal to mass of the string အော်ကိုရေးလိုက်တဲ့ formula သုံးမဲ့ formula ရဲ့ explanation တွေ၊ဒိဋ္ဌိတွေလည်းသိနေရမှာပဲဖြစ်ပါတယ်။ ဒီမှာဆက်ကြည့်အောင် ASMS 6.2 find the frequency of first 3 harmonic လို့ပြောတဲ့အတွေ့ဒီချက်တို့က F1 F2 F3 ကိုရှားမှာပဲဖြစ်ပါတယ် longest string length length က1.98 meter grand piano အဲ့တော့စန်းနီးယားရဲ့အဲမှာရှိတဲ့အရှည်ဆုံးကျိုးဟာ 1.98မီတာရှိပါတယ်အဲ့တော့အလျားကိုပေးခြင်းဖြစ်ပါတယ်နောက်အတန်လိုက်ရဲ့အလင်းကိုလည်း130မီတာပါစက္ကန့်ဒီ piano ကိုတီးလိုက်တဲ့ခါထွက်လာတဲ့အတန်လိုက်ရဲ့ velocity ဟာ130မီတာပါစက္ကန့်ဖြစ်တယ်လို့ပြောပြခြင်းပဲဖြစ်ပါတယ်အဲ့ဒီမှာဆိုရင် anti harmonic ဆိုတဲ့အတွက်တကယ်လို့ original formula က fn equal to nv by 2l ဒါသိရမှာဖြစ်ပါတယ်နောက် stream မှာပေါ်တဲ့ n number တွေက n equal to 1 2 3 etc အဲ့တော့ first harmonic လို့ three harmonic လို့ပြောတဲ့အတွက် f1 f2 f3 ကိုရှာပေးရင်ရပါပြီအဲ့တော့ကျတော့ဒီမှာပဲအစာသွင်းသွင်း f1 ရပြီဆိုတာနဲ့ဒီမှာဆိုရင် 2f1 2f3 ပေါ့အဲ့လိုအစာသွင်းလိုက်တာနဲ့ရပါတယ်နောက်အစင်းစင်လဲဒီ formula နဲ့ကိုပဲဆက်တိုက်အစာပြန်သွင်းလို့လည်းရပါတယ်စိတ်ကြိုက် တွက်ကြည့်လို့ရပါတယ်เนาะ Now, is a massive point three. The wave velocity in the higher frequency violin string 435 meter per second and its length is uh, 0.3 meter 0.33 meter if a violin player lightly touches the string at the point which is at the distance L by 3 from one end the note is formed at that point what is the lower frequency that cannot be produced by the string ။ဟောဒီပု္ပ္ပစာမှာဆိုရင်သူ့ရဲ့အမြင့်ဆုံး higher frequency frequency တန်ဖိုးကို f တန်ဖိုးကို ပေးပြီးသားပါ higher frequency အဲ့တော့ higher frequency ဆိုတာ f1 လား2လား3လားကျေတော့ဆက်ကြည့်ရအောင်အဲ့ဒီမှာ ကျိုးရဲ့ဒီ violin ရဲ့ကျိုးရဲ့အလျားဟာ l က0.33အဲ့ဒီ violin player violin တီးတဲ့လူဟာတရောတီးတဲ့လူဟာဖွပွားလေး lightly test the string ကိုကျိုးရဲ့အမှတ်တနေရာကိုထိလိုက်တယ် အဲ့ဒီသူထိလိုက်တဲ့နေရာဟာကျိုးရဲ့အလျားရဲ့သုံးပုံပုံတပုံနေရာပေါ့ one third a နေရာကိုထိလိုက်တာပါအဲ့တော့ထိလိုက်တာမှာအဲ့နေရာမှာအတန်ထွက်ပေါ်တယ်ပေါ့ note တစ်ခုဖြစ်ပေါ်လာတယ်ပေါ့နော်အဲ့ဒီအခါမှာရှိမဲ့ lower frequency ပြောထားတာကတကယ်တော့အလျားရဲ့ one third ဆိုတာ ਨੇ သူကသုံးခွင်းမြောက်ရှိတဲ့ကျိုးဖြစ်သွားပြီအလျားရဲ့သုံးခွင်းမြောက်ရှိတဲ့ကျိုးဖြစ်သွားတဲ့အတွက်သူက အလျားရဲ့သုံးပုံပုံတစ်ပုံမှာနှုတ်ပေါ်တယ်လို့ပြောတယ်သုံးပုံပုံတစ်ပုံဒီမှာနှုတ်တွေပေါ်တယ်ဖြစ်တဲ့အတွက်ဒီမှာက n number ဟာတတ်ဟာမိုနစ်ဖြစ်တယ်လို့သိရပါမယ် n equal to 3ပါအကယ်၍ဒီနေရာမှာအလျားရဲ့1 fourth မှာလို့ပြောရင်တော့ n number က4ပါ အလျားရဲ့1 fifth မှာလို့ပြောရင်တော့ l by 5ပေါ့နော်ဒါ l by 4 ။နောက် LV5 လို့ပြောရင်တော့ဂွင်းက9ဝင်းဖြစ်မယ်။အဲ့မှာ N number က harmonic number N number က5ဖြစ်မယ်။အဲ့လိုအသေးသေးသိရပါမယ်။ဒီမှာကတော့ LV3 1/L ဖြစ်တဲ့အတွက်တစ်ချက်တော့က N number 3ဖြစ်တယ်ဆိုတာတန်းရေးလို့ရပါတယ်။ A third harmonic N equal to 3အဲ့တော့ F3 ကိုตัว lower frequency ဆိုတဲ့အတွက်ကျတော့ n3 ဖြစ်တဲ့အတွက် f3 ကို ရှာရမှာဖြစ်ပါတယ်ဒီမှာဆိုရင်တော့ f4 f5 ရှာရမှာဖြစ်ပါတယ် ဒါဥပမာလေးထက်ပြပေးတာပါเนาะနောက် n harmonic of strand string က fn equal to nv by 2f ဒီကျတော့ n ဘက်က3ဖြစ်တဲ့အတွက် lower frequency d string မှာပေါ်တဲ့ lower frequency က f number 3ပါ f3 ကိုရှာရမှာ n number 3ဖြစ်တယ်ဒါကြောင့်မလို့ f3 equal to 3v by 2f အစားသမီးတွက်လိုက်မယ်ဆိုရင်တော့ lower frequency ဟာ1989 hertz ရှိတဲ့ဟာကို ရလာပါလိမ့်မယ်မင်းတို့လည်းစူးစမ်းပြီးတော့လေ့ကျင့်ကြည့်ပါနော်ဆက်ကြည့်ရအောင် XML 6.4 XML 6.4မှာ the higher and the lower frequency of the string of a piano are tuned to the fundamental fh 418 hertz fl 32.8 hertz their length are 0.051 meter and 1.98 meter respectively if the tension in these two strain is the same compare the mass by unit length of two strain ပြောရမယ်ဆိုရင် piano တစ်ခုရဲ့ strain တစ်ခုပေါ့ strand strain တစ်ခုဟာတိခတ်လိုက်တဲ့အခါမှာသူ့ရဲ့အမြင့်ဆုံး frequency အနိုင်ဆုံး frequency နှစ်ခုရှိတယ်ပေါ့ higher frequency က fundamental n number ကတော့1နေပဲ fundamental တွေနဲ့ပဲတီးတာပဲဒါပေမဲ့သူ့ရဲ့အမြင့်ဆုံး frequency က4186နောက်တစ်ကြိုးကကြတော့ 32.8 hertz ဖြစ်ပါတယ်ဒီမှာစဉ်းစားမယ်ဆိုရင်ဒီချက်တော့တန်ရှင်နေရလဲသူက fn equal to mv by 2n ဒီမှာကျတော့တန်ရှင်နဲ့ mass per unit length လို့ပြောတဲ့အတွေ့ v နေရာမှာ t by mu အစားသွင်းရပါမယ် t by mu ဒီ formula နဲ့သုံးပါမယ် first harmonic ဖြစ်တဲ့အတွက် n နံပါတ်က1 f1 က1 by 2n square root of t by mu အဲ့ဒီမှာမှချက်တော့က fh က ် FH လည်းဖော်ပြထားတယ် FL လည်းဖော်ပြထားတယ်သူတို့ ਨੇ ပတ်သက်တဲ့ formula တွေ formula တွေအစားသွင်းရမှာပဲဖြစ်ပါတယ်ဒီမှာဆိုရင်ဒီချက်တို့က FH နဲ့ FL နဲ့ respectively အသီးသီးရှိတယ်ဆိုတာတကယ်တော့ LH နဲ့ LL ပေါ့ lower frequency ရှိတဲ့ကြိုးရဲ့အလျားကဘလောက်လဲ higher frequency ရှိတဲ့ကြိုးရဲ့အလျားကဘလောက်လဲဆိုတာသိရမှာဖြစ်ပါတယ်ဒီမှာ every one mile l လို့တိထားတာနားလည်ထားရတာဖြစ်တဲ့အတွက် frequency အလျားတိုတဲ့ကျိုးရဲ့အလျားတိုတဲ့ကျိုးရဲ့ frequency က higher frequency ပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဒီမာဟာဆိုရင် तू ကတကယ်လို့ဒါရှင်းနေနောက်နဲ့ပြောင်းပြီးလာတယ်ဆိုရင်ဒီ concept နဲ့မင်းတို့အစားသွင်းရမှာဖြစ်ပါတယ်အဲ့တော့ဒီမှာ lh ာ0.0 51မီတာပါ frequency အများဆုံးရှိတဲ့ကျိုးရဲ့အလျားဟာတိုပါတယ်ဒါကြောင့်မလို့0.051က LH ပါ LR ကကြတော့1.98မီတာဖြစ်ပါတယ်အဲ့တော့ဒါကတော့ equation ကိုရွှေ့လိုက်တာပါเนาะ equation ကို squaring both side လုပ်လိုက်ပြီးတော့ f ထဲ1မထည့်တော့ဘူး f1 ဒါ f1 ကတကယ်တော့ f1 က fh ကို fl လောအစားသွင်းရမှာဆိုတော့ f1 square equal 1 by 2l ကိုနှစ်ထပ်လှုပ်လိုက်တော့ 4l square squaring both side လှုပ်လိုက်တဲ့အတွက်ဒီချက်တို့ကတီနဲ့မြူနဲ့ပဲကြံမယ်ဒါအောင်မှပြန်ပြီးတော့အစားသွင်းလိုက်တာဒီ formula ဖြစ်သွားတာပါမြူ equal to t by 2l ဒီမှာကျတော့ဒီချက်က 4l လှုပ်လိုက်တာပါနော် 2l f1 square ပေါ့အဲ့ဒီမှာမှာ f1 က fh ရော fl ရောဖြစ်တဲ့အတွက် compare လို့ပြောတဲ့အတွက်ဒီချက်တို့က μl by μh မျိုး H by မျိုး L ကြိုက်တယ်လို့တွက်လို့ရပါတယ်เนาะ compare ဆိုတဲ့အတွက်အဲ့တော့မျိုး L by မျိုး H ကိုလိုအပ်တဲ့ data တွေ equation တွေ sample တွေအစားထိုးဒီ equation မှာလိုအပ်တဲ့ sample တွေ data တွေအစားသွင်းလိုက်တာ ਨੇ မျိုး L by မျိုး H က10.81ရတာကိုတွေ့ပါမယ်ဒါကြောင့်မလို့မျိုး L ဟာ10.81မျိုး H ဖြစ်ပါတယ်မျိုး H တဲ့ higher frequency ရဲ့ရှိတဲ့ကျိုးရဲ့ mass per unit length ထဲ ဆယ်စားများပါတယ် mass per unit length lower frequency ရဲ့ mass per unit length อ่ะเนาะမင်းတို့လည်းစူးစမ်းပြီးတော့လေ့ကျင့်ကြည့်ပါเนาะဒီချက်ဒီနေ့သင်မဲ့သင်ခန်းစာကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမေကွန်အဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်